ဒီနေ့ကတော့ကျွန်တော် Redmi Note 15 Pro full review ပြောပြသွားမှာဖြစ်ပါတယ်။ဒီဖုန်းလေးကိုကျွန်တော်စမ်းသုံးနေရလို့နှစ်ပတ်ကျော်လောက်ရှိလာပြီပေါ့နော်။ဆိုတော့ဒီကောင်းလေးဘယ်လိုအနေထားရှိမလဲ။အညာပေါ့။ကျွန်တော်ဒီ Redmi Note 15 Pro နဲ့15 Pro Plus ကို first impression နဲ့အားလေးပေါ့နော်။ပြောထားတဲ့ video လေးလည်းရှိပါတယ်။အဲဒီခေါက်ကတော့ဒီကောင်းလေးကို full review လုပ်ပေးမယ်။နံပါတ်1ချက်စဉ်းစားမှာဒီဖုန်းရဲ့ဈေးပေါ့နော်။သူ့ရဲ့ base model 8256ကဆယ်သိန်းဝန်းကျင်နဲ့ရတယ်။12256ဆိုရင်တော့မှ73သိန်းကျော်ဆိုတော့ဒါ ဈေးသက်သာတဲ့ဈေးပင်တဲ့ဖုန်းလို့ပြောလို့ရတယ်။ Pro Plus ကတော့သူ့ထက်2သိန်းလောက်ထပ်ဆိုင်လိုက်တာနဲ့ရပြီ။အဲအဲ့ဒီ Redmi Note 15 Pro Plus ရဲ့ full review ကိုလည်းကျွန်တော်ပြီးရင်ဆက်လုပ်ပေးသွားမယ်။အဲ့တော့အားလုံးပဲ stay tune ပါပေါ့။ပထမဆုံးအကြောင်းကြောင်းနဲ့ဗီဒီယိုဆုံးပြီးမကြည့်အားတဲ့လူတွေအတွက်လိုလိုချင်းပြောပြပါဆိုရင်တော့ဒီ Redmi Note 15 Pro ကအရင် Redmi Note Pro ဖုန်းတွေထက်ဆိုင်ဘက်ထရီတော်တော်လေးကိုခံရပါတယ်။ပြီးတော့ display quality ကနောက်တစ်ဆင့်ထက်မြင့်ပါတယ်။ အရင်ဖုန်းတွေအရမျိုးပိန်ရှိရှိ ratio လည်းမဟုတ်တော့မနဲ့ဒီလိုမျိုးဘေးကိုဖြတ်ကြည့်သွားတဲ့တနည်းအားဖြင့် iPhone Plus size တွေ Pro Max size တွေလည်းမျိုးအဲ့ဒီ ratio မျိုးဖြတ်သွားတယ်အခုက Xiaomi HyperOS 3မှာ Super Island ဆိုပြီးတော့ဒီဘောကနေ Dynamic Island ပုံစံနေပေါ့မှာဆိုတော့ဒီကောင်ကမသိရင်ဗျာဟုတ်တယ်မလား iPhone shape လိုမျိုးတော်တော်လေးကို look ကသွားတူနေမယ် ဲ့ဒါကိုကြိုက်တဲ့လူတွေတော့ဒါ plus point မကြိုက်တဲ့လူတွေကတော့မတက်နိုင်ဘူးပေါ့နော်။နောက်ဒီ15 Pro ရောက်မှာ speaker အတန်ထွက်ပိုင်း quality ကလည်းနောက်တစ်ဆင့်မြင့်သွားတယ်ပဲပြောမလား။အဓိကအတန်ကျယ်ပြီးတော့တော်တော်လေးကို upgrade တစ်ခုသိတာလေလို့ပြောလို့ရတယ်။ KD Ultra ဘာလို့မျိုးဟာ share ရေး share ရေးဆိုတာမျိုးတော့မဟုတ်ဘူးပေါ့နော်။အရင်13 Pro 14 Pro တွေက design နည်းနည်းလေးပိုကောင်းသွားတယ်။အဲ့အဲ့လိုပဲ vibration haptic ပိုင်းလည်းနည်းနည်းလေးပိုကောင်းသွားတယ်။ဒါကအရင်တော့သိတာတဲ့အချက်တော့မဟုတ်ဘူး။နောက်တစ်ခု true ချတာဒီ phone မှာလေ gain နေဆော့တဲ့ခါမှာ ဒါပူချစ်တက်လာထက်ဆိုင်အရင်ဆုံး frame rate ကျသွားတာပြောချင်တာအရင် note 13 pro လို့14 pro တော့အဲ့လိုမျိုးဖုန်းကြီးအရန်ပူလာပြီးတော့ပြီးတော့မှ frame rate ကျသွားတာမျိုးမဟုတ်ဘူး frame rate တွေအရင်ထိုးဆင်းသွားတယ်အဲပြီးတော့မှဒါပူလာမဆက်ပေါ်စဲဒါကဖုန်းတက်တော့ပူကောင်းနေမြတ်သိတာ frame rate တွေဒါကျလာပြီဆိုတော့မဖြစ်တော့ဘူး solo မကောင်းတော့ဆိုပြီးလူကရက်လိုက်မယ်ဗျာနားလိုက်မယ်အဲ့လိုပုံစံမျိုးကျွန်တော်စမ်းကြည့်တော့ mobile legend ကိုတနအိမ်ကျော်လောက်စလိုက်ဆော့တဲ့အချိန်မှာဒီကောင်ကအဲ့လိုမျိုး frame rate တွေ တယ်မှာ graphic စနေကျွန်တော် ultra အမြင့်ဆုံးနေလဲဆိုတာဗျအမြင့်ဆုံး setting တွေပွင့်နေအဲအဲ့မှာအဲ့ဟာမျိုးကြုံရတယ်ပေါ့နော်အဲ့အတွက်မှာတော့15 pro plus ကတော့တည်တည်တာဖို့ကောင်းတယ်ဒီနေ့ဗီဒီယိုတွေကျွန်တော်တို့ review တွေနဲ့ကူညီပေးထားတော့ pro ev shock ကပဲဖြစ်ပါတယ် main sweater အနေနဲ့ brand new ပဲဖြစ်ဖြစ် second hand ပဲဖြစ်ဖြစ်ယုံကြည်စိတ်ချစွာနဲ့ဝယ်လို့ရပါတယ် after sale service လည်းကောင်းတယ်ပေါ့နော်ဒီမျိုး Xiaomi Redmi တွေအပြင် Samsung တို့ iPhone တို့နောက် Xiaomi tablet တွေ iPad တွေ accessory တွေတခြား gadgets တွေလည်းစုံလုံးဝင်နေရနိုင်ပါတယ်နောက်တစ်ခုသူ့ရဲ့ battery life အရင် Note 13 Pro ခစ်ကလေးကကျန်တာတွေဘလို့ဝဲကောင်းအောင်ဗျာကျွန်တော်တို့ကလို game တွေဆော့တာတော့ heavy သုံးတာတော့မဆိုင်ဖုန်းကပူပြီးတော့အားအဲ့လောက်ကြီးမခံတော့ဘူးဆိုတာမျိုးကျွန်တော်မိတ်ဆွေကြုံခဲ့ကြရပါတော့14 Pro ဆိုလည်းအရင်ကြီးတော့ထူမကြနာပဲဒီ15 Pro မှာကျတော့ battery က8000ပါဝါတာ offer နဲ့ကအဲ့ကိစ္စပိုင်းမှာနည်းနည်းလေးတင်မလားသုံးလို့ပိုကောင်းလာတယ်အားပိုခံလာတယ်ဆိုတဲ့အနေထားတစ်ခုတော့ရောက်သွားတယ်ထူးဆန်းတာဒီ15 Pro မှာ8000သုံးထားတာလीဖုန်းကတိတိတော်တော်မထူပါဘူး weight တစ်ခုတော့ 200 gram ကျော်ကျော်တော့ရှိတယ်အရင်အရင်ခက်က Redmi Note Pro ဖုန်းတွေလို့ပေါ့ပပါလေးဆိုတာမျိုးတော့မဟုတ်တော့ဘူးဒါပေမဲ့တလားဖုန်းကပါတယ်ဗျာသူ့မီလီမီတာ size အတိအကျဆိုရင်အရင်ကောင်တွေထက်တောင်မှပိုပါသွားသေးတယ်အဲမသိရင် silicon carbon battery သုံးထားလားထင်မယ် silicon carbon လည်းမဟုတ်ဘူးရိုးရိုး lithium ion battery မှာ800 capacity ကိုဒီလိုပပါလေးနဲ့ဖုန်း form factor မှာရအောင်လုပ်ထားတာတော့ချီးကျူးပါမှာပေါ့နော်တနည်းအားဖြင့်ဒါကလည်းခုနောက်ပိုင်း infinite technology တွေလည်းလုံနိုင်နေတာဆိုတော့ဒါ Redmi လည်းသူလည်းလုံပါတယ်ပေါ့ Thank you. ဘလိုပဲဖြစ်ဖြစ်ဒီဖုန်းမှာကျွန်တော်အားမရတဲ့တနေရာကိုပြောပါစမ်းတော့ UFS 2.2နဲ့လာတဲ့ချက်ပေါ့နော်အဲ့ဒါကတော့ဒီဖုန်းကိုရေရှည်ကင်မဲ့လူတွေအတွက်ကငယ်ဒီဖုန်းကဟိုနှေးလာတယ်လို့သိပ်မတွက်တော့ဘူးဆိုတာမျိုးအဲ့လို issue တော့ဖြစ်နိုင်တယ်ဒါလုံးဝ long term နှစ်အများကြီး3နှစ်လောက်လို့အငိမ်သုံးမယ်ဆိုတဲ့လူတွေအတွက်ပါဟိုပြီးတော့ဖုန်း storage ပြည့်ကန်ဒီအထိဒီမှာတဝက်ကျော်လောက်အထိ application တွေသွင်းမယ် data တွေ save မယ်ဆိုတဲ့လူတွေမှာလည်းအဲ့ဒါကြုံရလိမ့်မယ်ဒါကတော့ဒီဖုန်းရဲ့တော့မဟုတ်ဘူး memory ဖုန်းတိုင်းမှာအဲ့လို UFS 2.2တွေသုံးတယ်ဗောနော်ဆိုတော့နောက်ပိုင်းမှာတော့3တော့ဘာလို့ပါလာရင်တော့ကောင်းမယ်ဗောပြသူရဲ့အမှန် production အတွက်လဲပုံမြင့်တဲ့ Note 15 Pro Plus ကအတိုင်းပဲ Xiaomi Dragon Crystal Glass ကိုသုံးမိထားတယ်ဒါကအရင်သူတို့14 series တော့ Gorilla Glass Vitex 2တွေသုံးခဲ့တာအောင်တော့မှပုံမာတယ်ဆိုပြီးတော့ဒီကောင်သုံးတယ်ဆိုတော့ပုံတော့အကျန်းခံမယ်လို့တော့ logically ဗောနော်ယူဆမျှော်လင့်လို့ရပါတယ်ဘလိုပဲဖြစ်ဖြစ်ဒီဖုန်းမှာ stand out အရန်ဖြစ်တဲ့နေရာသူ့ရဲ့ display လဲပါတယ် display ရဲ့ဒီ overall panel quality color production ကောင်းတဲ့အပြင် brightness တွေတော်တော်လေးလင်းတဲ့အပြင်မှာ PWM dimming has 3000ကျော်အထိပါလာတယ်။တနည်းအားဖြင့်4000နီးပါး3840 Hz တိပါတယ်ဗျာ။ဒါကနည်းနည်း trace ပြန်လိုက်ရရင် Honor Magic 5 Pro လိုမျိုးတကယ် true flash phone တွေမှာပါခဲ့တဲ့ကျွန်တော်တို့မျက်စိသက်သာစေတဲ့ display specification တခုဗျာ။အဓိကဖုန်းအမောင်ထဲတွေအဲ့လိုမျိုးညာခက်မောင်မောင်အခန်းတွေညာဘက်တွေမှာ တဲ့မလားအိတ်ခန်းထဲမှာသုံးတာလိုမျိုးတွေမှာဆိုလို့ရှိရင်ဒီ PWM Damien Hess အမြင့်ပါတာကျွန်တော်တို့မျက်စိကိုအာရုံစိုက်ရတာပိုတက်တာစီတယ်ပြီးတော့ motion sickness လို့ခေါ်တယ်ကျွန်တော်တို့ကားစီးရင်သင်္ဘောစီးရင်အဲ့လိုမျိုးဖုန်းကိုသုံးသွားတာလိုမျိုးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကြည့်မှာကြည့်နေလို့စာဖတ်သွားလို့မူးတယ်ဆိုရယ်ပြဿနာကြီးနည်းနည်းတက်တာစီတယ်အဲ့အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့မျက်စိအတွက်ကောင်းစေတဲ့အပိုင်းလေးဒီကောက်မှာပါလာတော့မဆိုးပြီးတော့နောက်တစ်ခု reverse charging ပေါ့အရင်ကဆိုရင် reverse charging ပါတယ်ဆိုတာ10 watt လောက်ပြန်ပြီးတော့ ြည့်မှာဒီကနေပြီးတော့တခြား device ကိုကြိုးတက်ပြီးတော့ပြန်ပေါ်ပန်းလိုမျိုးအသွင်းမိတာဗျာ5 word တို့10 word တို့နောက်15 word 15 word တို့18 word တို့အဲ့လိုမျိုးပေါ့နော်အရင် speed ကမမြန်ခဲ့ဘူးဒါပေမဲ့ဒီကောက်မှာ22.5 word တောင်ပါလာတယ်ဆိုတော့မသိရင်တော်ယုံတန်ယုံ fast charging ပါတဲ့ power bank တစ်လုံးဒီဖုန်းအားလိုမျိုးဖြစ်နေတယ်သိလားသူစီကနေပြီးတော့ type c နဲ့ဒီမှာတက်ပြီးတော့နောက်တစ်ခါမှာ type c နောက်တစ်ဖုန်းဒါမှမဟုတ် accessory တစ်ခုကို22.5 watt speed နဲ့ပြန်အားသွင်းပေးလို့ရတယ် အဲ့လေတော့တော်သဘောကျဖို့ကောင်းတယ်ပေါ့နော် charging speed ကတော့အရင် note 14 pro မှာခိုးလိုက်တယ်လို့ပဲသူက45 watt speed နဲ့ပဲလာတယ်ဆိုတော့တောက်တောက်လည်းမြန်လုံးနဲ့ဆိုရဲဘက်ကတော့မရောက်ဘူး9000မလို့လည်းပါတယ်ဒါပေမဲ့မြန်နဲ့ထဲတော့ပါသေးတယ်အဲ့လိုမျိုး50 50ပုံစံမျိုးပေါ့ဒီ note 15 pro ရဲ့ main camera ကနည်းလေးအားရဖို့ကောင်းတဲ့ဘက်ကိုပိုရောက်လာတယ်အဓိကတော့ software processing support တော်တော်လေးကို quality ကောင်းတာဗျာကျွန်တော်ဆက်ဆက်ချင်းပုံရိုက်လိုက်ပြီဆိုရင်သူ့စရာရတဲ့ပုံထွက်ကအဲ့လောက်မကောင်းသေးဘူး processing လုပ်တဲ့ time လေးတစ်ခုစောင့်လိုက်ပြီးတော့ အရင်လည်းမကြောက်ဘူးပြတယ်မလားဟုတ်လို့ဆိုးဆိုးဝါးကြီးထိုင်ဆောင်နေရတာလည်းမဟုတ်ဘူးအဲလိုမျိုး processing time ပြီးသွားလို့ရှိရင်ထွက်လာတဲ့ပုံထွက်ကဒီ detail တွေသူ့ရဲ့ HDR တွေယူသွားတာပေါ့နော် color science တွေတော်တော်လေးကိုအဆင်ပြေတယ်ဆိုတော့အဲ့နေရာမှာတခုတော့ concern ဖြစ်စရာရှိတယ်ဒါက software နဲ့အဓိကပုံအားကိုပြီးလောက်သွားတာဆိုတော့ maybe နောက်ပိုင်းမှာကျွန်တော်တို့က gain တအားဆော့လို့သူ့ရဲ့ battery performance ကျလာတာပဲဖြစ်ဖြစ်ဒါမှမဟုတ် RAM ကိုယ်တိုင်ကညစ်ပြီးတော့နောက်နောက်တဲ့မှာနှစ်နေနေကျလာလို့ software update မှာအဲ့အပိုင်းကို ပြန် downgrade လုပ်လိုက်တာပဲဖြစ်ဖြစ်ဆိုရင်တော့ကျွန်တော်တို့ခံရနိုင်မှာပေါ့နော်။ဘာလို့ဆိုတော့လုံးဝ rely on computation power ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်။ပြောချင်တာကဗျာသူ့ရဲ့ဒီ hardware ကအဓိကပိုကောင်းနေလုံးတာမျိုးမဟုတ်ကြောင်းငယ်လေးဒီ processing မှာတင်လားခံစားမိခဲ့ရပေါ့ဆိုတော့လက်ရှိမှာတော့လုံးဝသူ့ရဲ့ main camera ပုံထွက်ကအားရဖို့ကောင်းတယ် 2x လောက်ထိကို digital hybrid digital zone ပေါ့နော်အဲ crop ပဲပုံနေမှာအထိကို တော်အားရဖို့ကောင်းတယ်တခုနဲ့ပြောရရင်တော့သူ့ရဲ့ main camera ပုံထွက်လေးတွေကလက်ခံလို့ရတယ်အလင်းရောင်ကောင်းရင်ကောင်းတယ်လို့တော်တော်လေးကိုဟွန်း quality တစ်ခုရှိတယ်ဆိုတာမျိုးပေါ့နော်ဒီသူ့စေတန်းဝန်းကျင်မှာသဘောကျမှလို့တော့ထင်ပါတယ်အဲ night mode ဒီမှာဆိုလို့ရှင်လဲအရင်ကြီးတော့မလင်းဆိုမဲ့နည်းနည်းသုံးလို့တော့ရတယ်ဗျာဟိုလိုစိုးဝါးပြီးတော့ရွေးနေတာမျိုးတော့မကြုံရတော့ဘူးပေါ့နော် video quality ကတော့အမြင့်ဆုံး 4K 30 fps ဒီပဲရသေးတယ်ကျွန်တော်ရိုက်နေတဲ့အချိန်မှာဒီကောင်ကအဲ့လို၄ထစ်သွားတာ jittering ပေါ့နော်နည်းနည်း မနိုင်တဲ့ feeling မျိုးရတယ်ဆိုတော့ဗီဒီယိုအသားပေးတော့တော့ဒီဖုန်းကအာမပေးသေးဘူးဓာတ်ပုံလောက်အတွက်ကတော့အဆင်ပြေတယ်ကျတော့ Redmi Note 15 Pro ရဲ့ 4K 30 FPS ပါ Shine near viewfinder မှာတင်အောင်တော်တော်လေးကိုထင်နေတော့တွေ့ရပါတယ်စာရိုက်တဲ့အချိန်မှာတင်အောင်သူကချက်ချင်း snap မဖြစ်ဘူးပေါ့နော် လိုပဲ selfie အတွက်လည်းအလင်းကောင်းကောင်းရရဆိုရင်သူ့ဆရာရတဲ့ပုံထွက်တွေကဟိုတဲ့မှာရွဲပလဲနေရမျိုးတော့ဖြစ်မှာမဟုတ်ဘူးဒါကတော့ကျွန်တော်ထုံးစံသူ့ရဲ့ beauty effect တွေအကုန်လုံးပိတ်ရိုက်တာလည်းပါတယ်ပေါ့နော်အဲ့လိုလုပ်ဖို့တော့နည်းနည်းပို့ပြီးတော့ recommend ပေးခြင်းလဲဒါမဲ့ still ဘယ်လိုပဲဖြစ်ဖြစ် Note 15 Pro Plus ကတော့သူ့ထက် main camera ပဲကြီးကြီး daily zone shot မှာပဲကြည့်ကြည့်ပိုကောင်းနေအောင်ပါပဲအဲ့အတွက်လည်း Redmi ကဒီတစ်ခေါက်မှာနည်းနည်းညှင့်လာတာပေါ့နော်အရင်တော့ဆိုရင်ဒီကောင်က night mode တက်တက်ပါတယ်ကြိုက်တဲ့လောက် night mode ကို manual လိုမျိုးဗျာလိုသလောက်ထားရိုက်ဝေးရတယ်အခုက night mode ကလိုမဖွင့်ပေးရဆိုတာမျိုးဒီကောက်မှာရော note 15 pro plus မှာရောဖြစ်သွားတယ်ကျွန်တော်တို့အဲ့လိုအတူတူရိုက်ကြည့်ရတယ်မှာဆိုကြည့်ဒီကောက်က1 second ပေးတယ်ဟိုကောက်2 seconds ပေးတယ်ဆိုတာမျိုးအဲ့လိုနည်းလေးပေါ့နော် software ရအောင်တက်တက်လုပ်ထားတာမျိုးလေးတော့ရှိတယ်အဲ့ဒါကလွယ်လို့ရှိရင်ဒီကောက်က software ဘိုင်းကင်မရာဘိုင်းပေါ့နော် main camera ပေါ့အဓိကမစိုးပါဘူးဆိုတော့ဒီ Redmi Note 15 Pro ကဘယ်လိုလွယ်အတွက်ဖြစ်မလဲရှင်းပါတယ်ကိုက ပတ်စံ10သိန်း17သိန်းဝန်းကျင်ပဲသုံးမယ် China version ကလည်းဘာမှမဖြစ်ဘူးသိရမလား global global မှာရေလို့မဟုတ်ဘူးဆိုတဲ့လူတွေအဓိကရဗျာအားလဲခံရမယ် performance ကအတန်သင့်ရှင်ရရပြီ display quality တခုလည်းကောင်းပါမယ်အဲ့လိုမျိုး all rounder 10သိန်းဝန်းကျင်မှာဖြစ်ချင်တယ်ဆိုတဲ့လူတွေအတွက်ဒီတစ်ခေါက်မှာ Note 15 Pro ကအရင် Note 14 Pro ထက်စာရင်အများကြီးပိုကောင်းပါတယ်ပြီးတော့မှန်အခုံးလည်းမဟုတ်တော့ဘူးဗျာတချို့ကတော့မှန်အခုံးကိုပိုကြိုက်မယ်ဆိုပေမဲ့ကျွန်တော်ကတော့ဒီလို flat display ဖြစ်သွားတာကို ရေရှည်အတွက်ပို့ပြီးတော့သဘောကျတယ်အဓိကမှန်ကက်ရှားတဲ့ပြဿနာတွေတော်တော်လေးကိုစိုးတယ်ဗောနော်ဒီကောက်မှာတော့အဲ့ဒါကြီးစိတ်ပူစရာမလိုတော့ဘူးဒီတစ်ခေါက် Redmi 15 Pro မှာဘာပဲပြောပြောသဘောကျဖို့ကောင်းတာကတော့သူ့ကို stress test တွေတိုင်တဲ့အချိန်မှာပူချစ်တက်ပြီးတော့လောက force close ထွက်သွားတာမျိုးတွေကျွန်တော်မကြုံခဲ့ရဘူးဗောနော်ဒါကတော့သူ့ရဲ့ရမှတ်လေးတွေပါ CPU နဲ့ GPU score Geekbench 6ဆီရ performance အရန်ကောင်းလို့လည်းဆိုရတဲ့တော့မပါဘူးဒါပေမဲ့ power control တော့ဒီတစ်ခေါက်မှာအားရဖို့ကောင်းတယ်ပြောရမယ် ဒါတော့ Antutu benchmark score ပါ။တိုင်းပြီးကာစားမှာကျွန်တော်တို့ဖုန်းကိုကင်ကြည့်တဲ့အချိန်မှာလည်းအဲ့လောက်ထိပူကျစ်တက်နေတာမျိုးတွေမတွေ့ခဲ့ရဘူးပေါ့နော်။ဆိုတော့အရင်ပူကျစ်တဲ့အထိဖုန်းကိုမယုံခိုင်းဘူးဆိုတာလေးကတော့ရေရှည်ကင်မဲ့လူတွေအတွက်သဘောကျောက်ပကောင်းလည်းပြောရမယ်။ဒါတော့ 3D Mac ရဲ့နာမည်ကြီး Wildlife Extreme Stratus Minus 20 Test ပါ။အဲ့မှာတော့မှဒီကောင် Stability 99.2%တိရတယ်။လုံးဝထိုးစင်းကျသွားတယ်ဆိုတာမျိုးတွေမကြုံခဲ့ရဘူးပေါ့နော်။ဒါကတော်တော်လေးကို အားရဖို့ကောင်းတဲ့ဖုန်းတစ်လုံးဆိုတော့မိတ်ဆွေတို့သိတာပါတယ်အဲတခုတော့ disclaimer ရှိတာဒါကျွန်တော်တို့ air con ခန်းပေါ့နော်အရင်ပူကျစ်တက်နေတဲ့အောက်တော့မဟုတ်တဲ့ air con ခန်း temperature မှာဆန်းထားတာပါအဲတခြားအခြေအနေမှာဆိုရင်တော့နည်းနည်းပို့ပြီးတော့ severity ရောက်မှာပေါ့ပြီးတော့နောက်သူ့ရဲ့ speaker အတန်ထွက် quality ကိုကျွန်တော်နမူနာဖွင့်ပြမယ်ဒီတစ်ခေါက်မှာ Redmi Note 15 Pro မှာလဲသူက volume 400အထိကို amplify လုပ်တဲ့ feature ပါလာတယ်ပြောချင်တာက100အထိချဲ့ပြီးနောက်ထပ်လေးစား400အထိသူတို့ အဲ့လိုချဲ့ပေးရပေါ့ဗျာ artificially ပေါ့ကျွန်တော်နမူနာတပုတ်ဖွင့်ပြပါမယ်ဒါသူ့ရဲ့100% output speaker ပါဒါ output speaker ကျွန်တော်200%ဖွင့်ပြမယ်200% output speaker ဒါ output speaker 400%ဖွင့်ပါမယ်။ဒါ output speaker အပေါ် bass speaker output speaker အပေါ် bass speaker အတန်းထွက်ပိုင်းလေးနည်းနည်းလေးသဘောကျဖို့ကောင်းတယ်ပေါ့နော်သူရဲ့ဒီဇယ်သိန်းဝန်းကျင်ဈေးမှာဆိုတော့ဒီ Note 15 Pro နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ full review လေးကတော့ဒါပဲပေါ့နော်အဓိကကတော့ကျွန်တော် user experience နဲ့ အဲ့လိုရခဲ့တဲ့ feeling တွေပါအသာပေးပြောသွားတာအခုချိန်လောက်ဆိုစိတ်ဝင်စားတဲ့လူတွေလည်း specification အတိအကျတခြား video တွေမှာဒါမှမဟုတ်ကိုယ့်ကို share ကြည့်လို့ရမယ်ထင်လို့လေဆိုတော့ဒီ Note 15 Pro နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားနေတဲ့လူတွေရှိလားဝယ်ဖို့စဉ်းစားနေတဲ့လူတွေရှိလားဒါမှမဟုတ်လက်ရှိသုံးနေတဲ့လူတွေကိုယ့်ရဲ့အတွေ့အကြုံ user experience တွေအောက်က comment မှာမျှော်ဝေခဲ့လို့ရပါတယ်ကျွန်တော်လည်းအမြင်မတူလို့ရှင်လည်းလွတ်လွတ်လပ်လပ်ဝင်ပြီးတော့ဆွေးနွေးလို့ရတယ်ပေါ့နော်အားလုံးကိုကျေးဇူးပါတယ်တကယ်လို့ဒီ video လေးသဘောကျတယ်ဆိုတော့ like and share လုပ်ပြီးတော့ကျွန်တော်တို့ကို support လုပ်ပေးရပါတယ်ကျွန်တော်ကတော့ဖုန်းကျော်သူပါ ဗီဒီယိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်